မိဘပြည်သူများရှင် Prime Media မှာသတင်းတုံ့သက်တင်ပြချက်လေးဖြစ်ပါရှင့်သတင်းမတင်စက္ကန့်လေးမှာကျွန်မကြညာစာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့ Prime Media အနေနဲ့ဆွေးနွေးလေးလာမျက်မှောက်ရေးရဆိုတဲ့အစီအစဉ်လေးတစ်ခုကိုတပတ်တစ်ကြိမ်လောက်အနည်းဆုံးရိုက်ခုပါရှင့်အဲ့ဒီအစီအစဉ်လေးကတော့ကမ္ဘာမှာဖြစ်နေတဲ့နိုင်ငံကရေးရတွေကိုအချိန်တိုလေးတွင်းမှာသိရှိသွားနိုင်လို့အစီအစဉ်ရိုက်ခုတဲ့အစီအစဉ်လေးဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုကျွန်တော်တို့ Prime Media မှာလည်းတင်ပါတယ်ဒါအပြင် Peace Ray Media မှာလည်းတင်ပါရှင့်ဒီမီဒီယာလေးကိုလည်းရှာဖွေပြီးတော့ ကြည့်ရှုကြဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါတယ် Peace Brain Media ကလည်းဒီ TikTok account လည်းရှိရယ် YouTube account လည်းရှိပါရဲ့ရှင်အဲ့ဒီမှာလည်းသွားပြီးတော့ကြည့်ရှုဖို့အတွက်ကိုကျွန်မအနေနဲ့ဒီနေ့ကြင်ညာမောင်းခတ်ချင်ပါရဲ့ရှင်ဒါလေးကကနဦးပြောကြကြလေးပါဒီပထမအောင်ဆုံးကျွန်မပြောရမှာတော့ဖြိုးစရာတော်ရဲ့ကိစ္စပါပဲဒီရဲ့ဘိုင်းမှာဆိုရင်သတင်းလေးတစ်ခုထွက်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ဖြိုးစရာတော်ရဲ့ဇနီးပေါ့နော်မတ်တဆင်ညွန့်အောင်ဆိုတဲ့အမျိုးသမီးကတယ်လီနော်ကုမ္ပဏီကိုတရားစွဲမှုလုပ်ပါတယ်။သူနဲ့တူပူးပေါင်းပြီးတရားစွဲတဲ့အဖွဲ့လေးရှိပါတယ်။အဲ့ဒီအဖွဲ့လေးကတော့လူခွင့်ရေးလှုပ်ရှားမှုအဖွဲ့လေးဖြစ်တဲ့ Defend Myanmar Democracy အဖွဲ့မြန်မာ Internet Project အဖွဲ့ပေါ့နော်ဒီအဖွဲ့တွေကပူးပေါင်းပြီးတော့ Telenor ကုမ္ပဏီကိုတရားစွဲခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ Telenor ကုမ္ပဏီက Norway အခြေစိုက်ကုမ္ပဏီဖြစ်တဲ့အတွက်သူတို့ဟာ Norway နိုင်ငံနေပြီးတော့ Telenor ကုမ္ပဏီကိုတရားစွဲခဲ့တာဖြစ်ပါတယ်။ဆိုရတဲ့အကြောင်းရင်းကတော့ Telenor ကပေါ့နော်ဒီသူ့ဖုန်းအသုံးပြုတဲ့သူတွေရဲ့ဖုန်းခေါ်ဆိုမှုတွေကို data အချက်လက်တွေပေါ့စစ်ဆိုးရအောင်ပေးခဲ့တဲ့အတွက်သူ့ရဲ့ယောက်ျားတတ်ခံခဲ့ရတယ်ဆိုပြီးတော့သူကတရားစွဲတာဖြစ်ပါတယ်။ တရားစွဲပြီးရဲ့နောက်မှာတယ်လီနော့ကိုသူကအမှုနာလုပ်ပြီးရော့ကျေးငွေတောင်းတဲ့ကိစ္စရဲ့စီစဉ်ဆောင်ရွက်မယ်ဆိုပြီးတော့အဲ့လိုသဘောတရားလေးမြင်တွေ့ရတာပေါ့နော်ဒီသတင်းလေးကိုကျွန်မရှုထောင့်ပေါင်းစောင်းနေထုံးစံတိုင်းတင်ဆက်ပေးမှာဖြစ်ပါတယ်လို့တို့ရှင်းပြပြောရမယ်ဆိုတော့တယ်လီနော့ရဲ့အခြေဆိုင်ကနော်ဝေးနိုင်ငံဖြစ်တဲ့အတွက်တယ်လီနော့ဟာတည်မှုရင်းဆိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးတရားစွဲမှုတွေဖြစ်လာပြီဆိုရင်ကျွန်မပထမအောင်ဆုံးပြောပြချင်တာတယ်လီနော့ရဲ့ကြုံလာနိုင်တဲ့ဥပဒေရေးရာအခြေအနေလေးပေါ့နော်သူတို့ဘလို့ကြုံလာနိုင်လဲဆိုတာလေးကိုကျွန်မပြောပြပါမယ် ။နံပါတ်၁ကြုံနိုင်တာကတော့နော်ဝေးနိုင်ငံမှာတရားစွဲခံရပြီဆိုတော့နော်ဝေးနိုင်ငံရဲ့ဥပဒေတွေနဲ့တယ်ဒီနော့ဟာစစ်ဆေးမှုတွေစီရင်ခံရမှုတွေကြုံလာနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့ရော်ကြီးငွေပေးရနိုင်ခြင်းရှိပါတယ်။ကျိုးစရာတော်သည်သူတို့ပေးခဲ့တဲ့ data ကြောင့်တိတ်ဆုံးခဲ့တယ်ဆိုတော့တက်တည်ပြန်ချက်တွေမှန်ကန်ခိုင်မာခဲ့တယ်ဆိုရင်ကျိုးစရာတော်ရဲ့မိသားစုကိုတယ်လီနော့ကုမ္ပဏီကနေပြီးတော့ရော်ကြီးငွေမြောင်များစွာပေးရနိုင်ပါတယ်။ဒီလိုရော်ချင်းငွေရရှိခြင်းနဲ့အတွက်လဲဖြိုးစီရတဲ့အမျိုးသမီးကတယ်လီနော့ကုမ္ပဏီကိုတရားစွဲတယ်ဆိုတာကလည်း ထင်သာတဲ့ကိစ္စတစ်ခုပါပဲ။ဒါ့အပြင်တယ်လီနော့အနေနဲ့ကြုံရနိုင်တဲ့ကိစ္စပါပေါ့နော်။ဒီစီးပွားရေးဆိုင်ရာဂုံတိတ်ခါကြဆင်းတာတွေစီးပွားရေးဆိုင်ရာခက်ခဲကိစ္စတွေကြုံလာနိုင်ပါတယ်။ဘလို့ကြုံလာနိုင်လဲဆိုတော့သူတို့အနေနဲ့ကလူခွင့်ရေးကိုဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးကြီးပေါ့နော်။ဒီလိုဆွဆွဲချက်တွေရလာနိုင်တယ်။သူတို့ရဲ့ brand image ကိုလည်းပြင်းထန်စွာထိခိုက်သွားနိုင်ပါတယ်။ဒါ့အပြင်နောက်ထပ် company နေနဲ့ကြုံတွေ့ရနိုင်တာကတော့ stock share ဈေးကွက်တွေလည်းဈေးနှုန်းတွေပေါ့နော်ကြာဆင်းသွားအောင်လည်းကြုံတွေ့ရနိုင်ပါရှင့်သူတို့တက်ကတော့စိုးကျိုးကြီးမှဆိုတာဖြစ်သွားနိုင်ပါတယ် ပြီးတော့ကုမ္ပဏီအနေနဲ့အမှုရင်ဆိုင်ရတဲ့အခါမှာအမှုစိတ်တွေလည်းကြီးမားစွာကျနိုင်တယ်။ဒီမှုဟာတယ်လီနော့ကရှုံးသွားခဲ့ရေပေါ့နော်လူခွင့်ရေးဆိုင်ရာအဖွဲ့တွေကပို့ပြီးဖိအားပေးလာမယ်။သူတို့အနေနဲ့ကုမ္ပဏီမှာစီမင်းစည်းကမ်းပြောင်းလဲရနိုင်တဲ့အခြေအနေမျိုးတွေလည်းကြုံသွားနိုင်ပါတယ်။သူတို့တို့ကတော့သတင်းဆိုတစ်ခုပါပဲ။ ဒီတော့တယ်လီနော့အနေနဲ့ကတော့ကုမ္ပဏီနဲ့သက်ဆိုင်လာဖြစ်တဲ့အတွက်သူတို့မှလည်းငွေကြေးအင်အားရှိရပဲလေငွေကြေးအင်အားရှိမယ်ဥရေချောင်းအင်အားရှိမယ်ဆိုတော့ဒီຫມူရင်ဆိုင်ရမှာပေါ့နော်ဒါသူတို့ရဲ့အကန့်ပေါ့သူတို့တပိုင်းပေါ့ဒီတပိုင်းကဒီလိုပေါ့နောက်ထပ်တပိုင်းကကြတော့တယ်လီနော့အမှုကမြန်မာနိုင်ငံနဲ့ဘယ်လိုမျိုးဆက်ဆက်မှုရှိလာနိုင်လဲဆိုတဲ့ကိစ္စကလည်းကျမတို့ဆွေးနွေးရမယ့်ပိုင်းတွေမှာပါပါတယ်။ဘာကြောင့်လဲဆိုတော့တယ်လီနော့တင်မြန်မာနိုင်ငံမှာအခြေစိုက်မြန်မာနိုင်ငံမှာလှုပ်ဆောင်မှုလုပ်သွားခဲ့တဲ့ကုမ္ပဏီဆက်သွယ်ကုမ္ပဏီဖြစ်တဲ့အခုတော့သူက မြန်မာနိုင်ငံမှာ attempt ဆိုတဲ့နာမည်နဲ့ပေါ့နော်ဒါပိုင်ရှင်ပြောင်းသွားပြီဆိုတော့သဘောတရားပေါ့ရှင်ဘလို့ပဲဖြစ်မြန်မာနိုင်ငံမှာသူလုတ်ခဲ့တဲ့အချိန်တွေတခုမှာသူမလွန်ဆန်နိုင်တဲ့အချိန်တွေအကြောင်းတရားရှိခဲ့တယ်ဒီလိုအကြောင်းတရားမျိုးမြန်မာနိုင်ငံကဆက်သွယ်ရေးကုမ္ပဏီတိုင်းဟာလည်းကြုံတွေ့နေရနိုင်တယ်ဆိုတဲ့အချိန်တွေခုမှာကျွန်မမြန်မာနိုင်ငံဈေးကွက်ဟာအနေများတဲ့ဈေးကွက်ဖြစ်နေကုမ္ပဏီတွေကသတ်မှတ်သွားမယ်ဆိုရင်ကျွန်မနိုင်ငံအပေါ်မှာပေါ့နော်ဟိုစီးပွားရေးလာလုပ်ဖို့အတွက်ကိုရွေးချယ်မှုတွေရောကြသွားနိုင်တယ် ပြောရမယ်ဆိုဖြိုးစီရတော်ရဲ့အမျိုးသမီးလှုပ်လိုက်တဲ့ကိစ္စကမြန်မာနိုင်ငံကိုမငဲ့တာပေါ့နော်။သူကသူ့ရဲ့ကိုကြိုးစီပွားအတွက်သူလှုပ်တာ။သူယောက်ျားတိတ်သွားတယ်တယ်လီနောက data တွေစစ်ဆိုးရလက်ထက်ထည့်လို့သူယောက်ျားဖမ်းခံရတယ်အသက်ခံရတယ်။ဒါကြောင့်သူဒီဒီကုမ္ပဏီရဲ့စိန်ရောကြီးရှူတယ်ဆိုရယ်ပုံစံမျိုးပဲသွားတာဆိုပေမဲ့ဒီကနေပြီးတော့ရိုက်ခတ်မှုကကျွန်မနိုင်ငံတည်ရှိလာနိုင်တယ်။ဒါပေမဲ့စိုးရိမ်စရာမရှိတာကကျွန်မနိုင်ငံကဈေးဝယ်ဝေစုကတော်တော်ကြီးရယ်။အခုတယ်လီနောဆိုရင်ကျွန်မနိုင်ငံမှာအသုံးပြုရတဲ့သူကတန်း20နီးပါးလောက်ရှိရယ်ပေါ့နော်။ဒါတော့ကျွန်မနိုင်ငံဈေးဝယ်ဝေစုကတော့ကုမ္ပဏီတွေကလက်လွတ်မှာမဟုတ်ဘူး။ ဒါပေမဲ့နောက်ထပ်နောက်ထပ်တော့ရင်းနှီးမြှုပ်နှံမှုတွေလည်းသူတို့ထိခိုက်နိုင်တယ်ပြဿနာဖြစ်လာနိုင်တယ်ဆိုတော့စဉ်းစားမဲ့အခြေအနေဖြစ်သွားနိုင်တယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုနိုင်ငံရေးရာရှုပ်ထွေးမှုရှိတဲ့နိုင်ငံဆိုစီးပွားသမားမကြိုက်ဘူးလေအဲ့တော့မကြိုက်တော့ဒီကုမ္ပဏီတွေဒါကျမောက်နိုင်ငံကနေမလုပ်တော့ဘူးဆိုရင်မြန်မာနိုင်ငံမှာရှိရလို့တမားဘယ်လိုဖြစ်မှာလဲဒီကုမ္ပဏီထွက်သွားခဲ့လို့ရှိရင်မြန်မာနိုင်ငံလို့တမားထမင်းငံမှာလေဒီလိုကိစ္စတွေကလည်းကျွဲကူးရေပါဆိုသူတို့ပါလာတတ်တယ်ပေါ့နော် ဒီတော့ကျမအနေနဲ့ကုမ္ပဏီရပါတော့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့လောရမယ်သူတို့စီးပွားရေးဆိုင်ရာကိစ္စဥပဒေဆိုင်ရာကိစ္စတော့သူတို့လုံမှာဖြစ်တဲ့အတွက်ကျမဒီပိုင်းတော့အရင်မဆွေးနွေးခြင်းကျမဆွေးနွေးခြင်းတာကဖြိုးစရာတော့ရဲ့ဇနီးဖြစ်တဲ့မတ်သစင်ညွန့်အောင်ကိုကျမဆွေးနွေးခြင်းနဲ့အကြောင်းအရာတစ်ခုရှိရယ်မိကုံထုတ်ခြင်းတာတစ်ခုရှိရယ်ဟုတ်ပြီမတ်သစင်ညွန့်အောင်အတွက်ဖြိုးစရာတော့ဒီတံမိုးဖြတ်မရတဲ့တူဒီတော်ခင်ပေါ်သူတံမိုးထားတယ်သူချစ်တယ်မှန်တယ်ဒါပေမဲ့ဖြိုးစရာတော့ဒီနိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ခဲ့တယ် ကျောင်းနေရှိမှာဘုံဖောက်တယ်။အုတ်ချွေမှုရုံနေဘုံဖောက်တယ်။ဒါတွေအလုံးညွှန်ကြားခဲ့တယ်။ဒါအပြင်လူပုဂ္ဂိုလ်တွေကိုနိုင်ငံရေးခေါင်းဆောင်တက်ပြီးတော့ဒလန်ဆိုတဲ့ခေါင်းဆောင်ရဲတပ်ဖွဲ့ဝင်တွေကိုလုံခြံတက်ဖြတ်မှုစတဲ့ဖြစ်ပေါ့နော်။အဲ့ဒါတွေ28တိန်တိတိညွှန်ကြားခဲ့တဲ့သူဖြစ်တယ်။ပြောမစုံလူသက်သမားပါပဲ။သူ့ကြောင့်တိတ်ဆုံးခဲ့ရတဲ့အသက်အနည်းဆုံး28သက်ရှိရယ်။ဒီလိုအရာတွေအတွက်ကမတ်သက်စင်ညွန့်အောင်နေနဲ့ဘယ်လိုမျိုးစီစဉ်ဖို့ဆုံးဖြတ်ထားပါသလဲဆိုတာလေမိကုန်းထုတ်ချက်ပါတယ်။ အခု तू ကတယ်လီနောကြောင့်ပေါ့နော်တယ်လီနောကပေးရဲ့ data ကြောင့်ဖြိုးစရာတော့တေးခဲ့ရတယ်ဒါကြောင့်တယ်လီနောစီကနေ तू ကရောချင်းယူရမယ်ဆိုတဲ့ဟာကမှန်တယ်ဆိုရင်ဖြိုးစရာတော့ကြောင့်တေးခဲ့ရတဲ့အသက်ပေါင်းမြောက်များစွာအတွက်ကိုမတ်တဆင်ညွန့်အောင်ကဖြိုးစရာတော့ကိုစားရောချင်းပေးမှလားရှင်ရောချင်းပေးတင်တယ်လို့မထင်ဘူးလားရှင်ကျမဒါလေးတော့မတ်တဆင်ညွန့်အောင်မင်းကိုထောက်ချက်ပါတယ်ဒီတော့မတ်တဆင်ညွန့်အောင်ကဖြိုးစရာတော်ရဲ့အသက်တစ်ချောင်းအတွက်တယ်လီနောစီယာရောကြေးတောင်းပြီဆိုတော့ဖြိုးစရာတော်ကြောင့်တေခဲ့ရတဲ့ သူတွေရဲ့မိသားစုတွေရောမသက်စင်ညွတ်အောင်တရားဆွဲပြီးတော့ရောကြေးတောင်းမှုအတွက်မလုပ်တဲ့အောင်လားရှင်လုပ်တဲ့တာပေါ့ရှင်လုပ်တဲ့လေမသက်စင်ညွတ်အောင်မြန်မာနိုင်ငံသားပဲဖြစ်နေသေးရယ်ဆိုရင်တော့ဖြိုးစရာတော့ကြောင့်တေခဲ့တဲ့သူတွေကတရားဆွဲထားတဲ့နဲ့ရောကြေးယူဖို့အတွက်တရားဆွဲထားတဲ့နဲ့သူကတယ်လီနော့စီကနေရောကြေးရသွားလို့ရှင်အဲ့ဒီရောကြေးငွေတွေကနေပြီးတော့ဖြိုးစရာတော့တတ်လို့တေခဲ့တဲ့သူတွေဆိုရောကြေးငွေမျှဝေပေးတဲ့နဲ့ကျမပြောတာတရားမျှတမှုရှိရှိပဲပြောတာပါ မသက်စင်ညောင်းအောင်ကသူ့ယောက်ျားဆိုနှမျိုးမှာပေါ့နော်သူ့ယောက်ျားတက်ခဲ့တဲ့အသက်တွေကြောင့်သူမနှမျိုးဦးနဲ့တူရဲ့ရှင်အဲ့လိုဇလန်းနေရှိပါတယ်ဒီတော့တယ်လီနော့ဆီယံနဲ့ရောဂျေးတောင်းတာကောင်းပါတယ်ရောဂျေးရလာခဲ့လို့ရှင်ဖြိုးစီရတော့ကြောင့်တိတ်သွားခဲ့တဲ့အသက်တွေကိုလည်းရောဂျေးပေးဖို့အတွက်ကိုမသက်စင်ညောင်းအောင်ကစီစဉ်ပါအောင်လို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်ကျွန်မနိုင်ငံမှာနိုင်ငံရေးဖြစ်စဉ်ထဲမှာတိတ်ဆုံးသွားတဲ့သူအများကြီးပါပဲပတ်ချလဲတာရောဂျေးတောင်းအောင်မယ်ဆိုရင်ရောဂျေးငွေပေးလို့တော့ဆုံးမှာမဟုတ်ဘူးရှင်အဓိကသူများအသက်တွေကို တတ်ခဲ့တဲ့သူတွေဒလန်ဆိုပြီးတော့ဆွဆွဲချက်တွေနဲ့သူများတက်ကိုရန်ရှာခဲ့တဲ့သူတွေရောကြီးပေးရမှာနော်ဒီဘဝမှာမပေးရအောင်တန်တရားမှာပေးရအောင်ပါစိတ်တော်မပူကြပါနဲ့ဒါလေးပဲသတင်းနှစ်ချုပ်လေးနေနဲ့ကျွန်မပြောလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျွန်မအခုထပ်မံတင်ဆက်ပေးရမယ့်သတင်းလေးကကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်လေးကိုမိဘပြည်သူများကိုကျွန်မပြောပြချင်ပါတယ်ကုလသမဂ္ဂထုတ်ပြန်ချက်ကမှန်လဲမှန်တယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပေါ့နော်ဒါကျွန်မပြောပြချင်ပါတယ်သူထုတ်ပြန်ထားတာကတော့ကျွန်မနိုင်ငံမှာဆိုရင်တဲ့လူ၃ယောက်မှာတစ်ယောက်ကလုံခြုံရေးအတွက်နေစဉ် စိုးရင်ပူပန်နေရတယ်ဆိုပြီးထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့လူငယ်ပေါ့နော်သုံးဦးမှာဆိုရင်တယောက်ကပုတ်ကိုရေးဘေးကင်းလုံခြုံမှုအတွက်နေစဉ်စိုးရင်ပူပန်နေရတယ်ဆိုပြီးတော့ UNDP မြန်မာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကနေပြီးတော့အောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ထုတ်ပြန်ချက်ထက်မှာအဓိကစည်ရေးပြိပခပြင်းထန်တဲ့ချင်းပြည်နယ် ကရားပြည်နယ်ဒေသတွေကလူငယ်တွေအားဆိုရင်ဒီလိုမျိုးဈေးကင်းလုံခြုံမှုတွေဆိုးရမှုတွေပုံပုံခံစားနေရတယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။ဒါကကလေးတော်တည်းရဲ့ကိစ္စပါရှင်။စစ်ဘေးစင်တန်ဖြစ်နေရဆိုမှတော့အဲ့ဒီဒေသလူတွေမလုံခြုံမှုခံစားနေရတာမထူးဆန်းပါဘူး။ဒီလိုမလုံခြုံမှုတွေဖြစ်ဖို့အတွက်ဘယ်သူတွေကဖန်တီးခဲ့ကြရလဲဆိုတော့အဖြေကလည်းအခုချိန်ကြီးညင်းပွားနေတော့ဆိုတော့လေ။နောက်ချိန်ကျရင်တမိုင်းမတန်တင်လို့ရှင်တော့မှတရားခံဘယ်သူလဲဟိတ်ဆိုတော့ရေးဘူးတော့ကိုတော်တော်ခက်ခဲမဲ့နေထားမှာရှိရဲ့။ကျွန်မောင်းနိုင်ငံကအဲ့လိုလက်ညှိုးထိုးတတ်တာလေ။လက်ကငါးချောင်းပါတယ်သူများအများနဲ့တစ်ချောင်းဥစားထိုးထားတယ်။ ပုံမှန်တိုင်းထိုးထားတယ်ပုံမှန်တိုင်းနော်ပုံမှန်တိုင်းထိုးနေတာဆရာအဲ့လိုမျိုးပေါ့နော်ပုံမှန်လက်တချောင်းအမြင်နဲ့သူများကိုထိုးဖို့တချန်လာတာဆိုတော့လေကျွန်မနိုင်ငံအင်္ဂလိပ်မှာလာတာတက်ရှိတင်ရှားရှိလို့ရှင်ဖြန့်မဲ့လက်ညှိုးတွေအများကြီးပဲအဲ့လိုအခြေအနေတွေတော့ရှိရပါတော့ဒီတော့ကျွန်မနိုင်ငံမှာလူငယ်တွေကလုံခြုံမှုကိုစိုးရင်ထိတ်လန့်နေရတာကိုယ့်ကိုလုံခြုံတယ်လို့မခံစားရတာပေါ့နော်အဲ့ဒါတွေဘာကြောင့်ဖြစ်တာလဲဘလို့အကြောင်းတရားတွေကြောင့်လဲဆိုတာလေးလည်းကျွန်မလေ့လာထားရှိပါတယ် နံပါတ်1အကြောင်းတရားကတော့အဲ့လိုစစ်ပေးစစ်တမ်းရှိရဒေတာတွေလူငယ်တွေအားဆိုရင်ပေါ်တာဆွဲခံရမှာကြောက်နေရအဓိကဒရိုလက်နက်ကိုင်ကြီးစိုးတဲ့နေရာတွေမှာဆိုစစ်သားစုဆောင်ရေးတဲ့ပါတာပေါ့နော်အဲ့လိုမျိုးခံရမှာကြောက်တာပေါ့အဲ့လိုဆိုပြန်တော့ဒါအေဂျင့်တွေဒေတာမှာရှိရလူငယ်တွေကရောဘာကိုကြောက်နေရလဲဆိုတဲ့အခါကျတော့စစ်မှုထမ်းမှာကြောက်နေရသူတို့ကြောက်တယ်ပေါ့နော်ဖြစ်နေကြတာပေါ့လေဖြစ်နေကြတာများပြောပါတယ်စစ်ပွဲတွေဒါအွန်လိုင်းမှာနေပြီးလက်ခုပ်တီအားပေးကြတာတကယ်နဲ့ဟေးမင်းတို့စစ်တိုက်ကြမလားဆိုဘယ်သူမှမတိုက်ရဘူးပေါ့နော်အဲ့တော့အဲ့ဆိုရင်ထိတ်လန့်မှုတွေပေါ့ ကျမတို့ကဒါကြောင့်ပြောတာကိုမလုံနိုင်တဲ့ကိစ္စရယ်ဆိုအမချောင်းနဲ့ဆိုအဲ့ဒါကိုပြောတာ2021တော့လက်နက်ကင်လန်းစင်သားစစ်အာဏာရှင်ဆိုတော့ဖျောက်ချနိုင်မယ်ဆိုပြီးအော်ခဲ့ကြတာဘယ်သူတွေလဲအခုလက်နက်ကင်လန်းစင်ကြီးဖြစ်သွားတဲ့အချိန်ကျတော့စစ်သားတွေကလိုလာပြီစစ်တိုက်မှာတော့ဘယ်ဖွဲ့စည်းမှုစစ်သားကလိုမှာပဲလေမြမတက်မလို့လဲစစ်သားလိုတယ်ရှင်လုံခြုံရေးကိစ္စရှိမယ်စစ်တပ်ရတာရှိမယ်ပြည်သူတွေအတွက်ကိုပြည်လည်နေရချထားရတယ်ရှိမယ်လိုမှာပဲစစ်တပ်ကလည်းအဲ့လိုပဲစစ်တပ်နဲ့တိုက်နေတိုင်းသားလက်နက်ကင်တွေ PDF တွေရောစစ်သားမလိုဘူးလားလိုတာပဲလေလိုတဲ့ခါကျတော့ဘာဖြစ်လဲသူစုကိုစုပေါ့ ဟုတ်တယ်မလားသူစုကိုစုပေါ့စစ်တပ်ကတော့ဥပဒေအရစစ်မှုတန်းဥပဒေပြဋ္ဌာန်းပြီးစစ်သားစုဆောင်ရင်လုပ်တယ်ပီတက်တရောမလုပ်လားလုပ်တာပဲတိုင်းသလန့်နဲ့ကိုင်းတော့မလုပ်ဘူးလားလုပ်တာပဲဒါတွေအားလုံးကိုမစင်စားမိခဲ့ကြဘူးလားဆက်စချင်းလုပ်ခရဲကျွန်မမေးချင်တာငါတို့တွေလက်နဲ့ကိုင်းလမ်းစဉ်ကိုအားပေးမယ်ဆိုရင်ငါတို့လည်းတနေ့ကျရင်စစ်ဝင်တိုက်ရမှာပဲဆိုတဲ့အရာကိုမစင်စားမိကြဘူးလားစင်စားမိဘူးလေစင်စားလောက်တဲ့အသိဉာဏ်မျှော်မြင်မရှိဘူးလေဒါကြောင့်ပဲဖြစ်လဲလက်နဲ့ကိုင်းလမ်းစဉ်ချွတ်မယ်ဆိုပြီးတော့လုပ်ခဲ့ကြတယ်အခုစစ်မှုထမ်းမယ်ဆိုတော့ပတ်ပြီးနေ ပတ်ပြေးနေစစ်တပ်စီမှာလည်းစုံမှုမထမ်းခြင်းပီတဲ့စီမှာလည်းစုံမှုမထမ်းခြင်းတိုင်းသားလက်နက်ကိုင်စီမှာလည်းစုံမှုမထမ်းခြင်းဆိုပြီးတော့ထွက်ပြေးသွားတဲ့လူတွေအများကြီးပဲအဲ့ဒီစိတ်မလုံခြုံမှုတွေကိုခံစားနေရတာဒီမှာနိုင်ငံလူငယ်တွေကလက်နက်ကိုင်လမ်းစဉ်မှာဖြစ်တယ်ညဖြစ်တယ်ပြောရတာအရင်လွယ်တယ်ရတာအရင်ရှိရမလဲသူရဲ့ကောင်းစကားတွေကပြောရတာကဘာမှရတာအရှိဆုံးပဲနိုင်ငံကိုငါတို့ကဘလို့တော့ကဲတဲမှာဆင်ရနိုင်ရှင်လက်ကနိုင်ငံတို့ဘလို့မျိုးတန်းသူပြည်သားတွေကိုဆွတ်ထုတ်မှာဆိုပြီးပြောရတာအရင်ရတာရှိရာ မယုံလို့ရှိရင်တတင်းကိုဖိုင်ပြောကြည့်တော်တော်အရသာရှိရင်မန်မာနာတက်စရာပေါ့နော်ငါသူရဲကောင်နိုင်ငံတော်ကငါအမှန်တရားပတ်တော်သားငါအမှန်တရားဘက်ကရက်တည်တာအရန်ပြုတ်လို့ကောင်းတယ်ဒါပေမဲ့စစ်တိုက်မယ်ဆိုတဲ့ဟာလဲကြောင်အရသာမရှိတော့ခါသီးကုံကြောင်အဲ့ချိန်ကြောင်ထွက်ပြေးကုံကြောင်ဇလန်းနေအဲ့လိုဖြစ်တာရှင့်ဒါကြောင့်ကျွန်မနိုင်ငံမှာတော့ကုလသမဂ္ဂတော်တင်နေပေါ့နော်လူငယ်သုံးရမှာဆိုရင်တယောက်ကစိတ်ချောက်ချားနေကြတယ်စိတ်ချောက်ချားနေကြတယ်ဘာကြောင့်လဲဆိုရင်စစ်မတိုက်ချင်လို့စစ်ဆိုတော့ကြောက်လို့ပြီးတော့တန်ငန်းစာယူသိမ့်ပြီခစ်တခစ်မှာ ဖြစ်ခဲ့တာလဲအချိန်ချင်းအခါခါတင်ငန်းစာယူတင်ချပြီးရှင့်လူငယ်တွေစစ်ပွဲဆိုတော့အမပေးတင်တော့ဘူးနိုင်ငံရေးစိတ်ဝင်စားရမလားလှော့တော်တဲ့ဝန်ထမ်းအောင်စူးစမ်းလှော့တော်အမတ်ဖြစ်နိုင်အောင်စူးစမ်းပြီးတော့လူငယ်တွေစိတ်လုံခြုံမှုတွေရှိကျင်နေဆိုရင်စစ်ပွဲတွေရပ်ဖို့လိုတယ်စမောက်နိုင်ငံပြန်လဲထူထောင်ရေးမှာလူငယ်တွေကနိုင်ငံရေးဘက်ကိုပဲအားသတ်မှုလိုတယ်စစ်ရေးမှာအားမသတ်မှုလိုတယ်ဒါလေးပဲသတင်းနှစ်ချုပ်အနေနဲ့စမောက်ပြောပြလိုက်ပြန်စီတော့ရှင့်မိဘပြည်သူများရှင်ကျမောက်နိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့အတွက်89ရက်သာလိုပါတော့တယ်ရှင် ယူကဝက်ချင်းပါဖို့အတွက်ဖနေရက်ပဲလို့ရဲဆိုတော့ account လေးကိုကျမတို့ Prime Media Telegram မှာနေ့စဉ်နေ့တိုင်းကြေညာပေးပါတယ် join ပြီးတော့တရှိနိုင်ပါရဲ့ရှင့်ဒီနေ့မှာကျမယူကပေါ်နဲ့ပတ်သက်တဲ့ knowledge လေးတွေပေါ့နော် share လုပ်တဲ့တဲ့င်းပုံစံလေးပေါ့ဒါလေးကိုကျွန်မဒီနေ့မှာတင်ပြချင်တာကတော့ရွေးကောက်ပွဲမှာဆိုရင်ယာယီနေရဲ့စွန့်ခွာနေရတဲ့သူတွေဘလို့မျိုးမဲပေးရမယ်ဆိုတော့မိကုံးလေးရှိလာပါတယ်ဒါလေးကိုကျွန်မကမြမတန်ထုတ်ပြန်ထားတဲ့အတိုင်းအတိအကျလေးပြသပါမယ်ရှင့်ရွေးကောက်ပွဲတွင် ယာယီနေရဲ့စွန့်ခွာနေရသူများကြိုတင်မဲပေးနိုင်သည်ယာယီနေရဲ့စွန့်ခွာနေရသူများသည်မိမိတို့၏နေရရင်မဲဆန္ဒနှင့်အတွက်ကြိုတင်မဲပေးနိုင်ရန်ပုံစံ15များကိုမိမိတို့ရောက်ရှိရာဒေသမြို့နယ်ကော်မရှင်အဖွဲ့အစည်းတွင် အခမဲ့ရယူ၍2025ခုနှစ်အောက်တိုဘာလ12ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်သည် ကဲမေပေးခြင်းနဲ့နေရဆွန်ခွာတယ်မိဘပြည်သူများအနေနဲ့ဆက်နှစ်နေနောက်ဆုံးဆိုတော့အခုဒါဆက်ရက်နေပေါ့နော်နှစ်ရက်ပဲလို့ပါတော့တယ်မေပေးနိုင်ဖို့အတွက်အခွင့်အလမ်းမဆုံးရှုံးစေဖို့မြို့နယ်ကော်မရှင်ခွဲရုံးတွေကိုဆက်သွယ်ပြီးတော့စီးရင်လေးတွေပေးသွင်းနိုင်ပါတယ်ရှင့်ကျမအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်တက်ဆက်ထည့်ပြောချင်တာပေါ့မဲစင်းလေးတွေစစ်ကြပါနော်မဲစင်းဆိုတဲ့သဘောတရားကမှားယွင်းတတ်တဲ့သဘောတရားရှိပါတယ်ဘာကြောင့်မှားယွင်းတာလဲဆိုရင် data အချက်လက်တွေကြောင့်နိုင်ငံတော်ကနေပြီးတော့လုံဆောင်တဲ့အခါမှာ စက်ပစ္စည်းမှောင်ယွင်းမှုရှိမယ်လူလုပ်တဲ့မှောင်ယွင်းမှုရှိမယ်ဒါမှောင်ယွင်းမှုတွေဆိုတာရှိတတ်တယ်ဘယ်သူပဲရွေးကောက်ပွဲလုပ်လို့ဘယ်နိုင်ငံမှာပဲလုပ်လို့ကနအူးထုတ်ပြန်တဲ့မဲစရင်ပေါ့နော်မဲစင်းဆိုတာမှားတတ်တယ်အဲ့လိုမှားတော့မှားတဲ့အတိုင်းတည်ပြီးတော့ပြုပြင်မှုကကျမတို့အောင်ရတောင်းအောင်ပါပဲဒီမှာပြုပြင်တဲ့အခါမှာပေါ့နော်မိဘပြည်သူတွေရဲ့အကူအညီဆောင်ရှောက်မှုတွေကူညီမှုတွေလိုပါတယ်ဒါကြောင့်မိဘပြည်သူတို့ကဇွဲလေးနည်းနည်းထားပြီးတော့မဲစင်းကိုသွားကြည့်ပါကိုယ့်ရဲ့နာမည်မပါဘူးကို့မိသားစုနာမည်မပါဘူးဆိုရင် နီးစပ်ရာကော်မရှင်ခွဲရုံးနေမှာအကြောင်းကြားပါပြီးရခါမှာပြန်လဲပြီးတော့မဲစင်းနဲ့ပေါင်ဖို့အတွက်ကိုစ조사လောက်ဆောင်ပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ကျွန်မနိုင်ငံမှာဆိုရင်စကားလေးတစ်ခုရှိရယ်လေအဲကလေးမွေးချင်လို့ရှိရင်လက်တည်ပြီးပဲအားကိုးလို့မရဘူးဆိုစကားလေးရှိရယ်ပေါ့နော်ဒီတော့ရွက်ောက်ပွဲမှာလည်းဒီလိုသဘောတရားပါပဲရွက်ောက်ဝဲကော်မရှင်မှာလည်းအဓိကတာဝန်ရှိရယ်ပြည်သူလူထုကလည်းထွက်လာတဲ့စင်းနေမှာမှန်ကန်မှုရှိမရှိဆိုတာကိုဝိုင်းဝန်းစစ်ဆေးဖို့တာဝန်ရှိပါတယ်စင်းနေစရာလေးဆိုတာကောက်ယူထားတဲ့အချက်လက်တွေအနေနဲ့သွားရတာပေါ့နော် အဲ့ဒီခါမှာမှားယွင်းမှုတွေရှိတတ်တဲ့အတွက်မိဘပြည်သူများပဲမဲဆင်းလေးတွေကြည်ပြီးတော့စစ်ဆေးကြရင်လည်းမဲဆင်းမှန်ကန်မှုအတွက်ကိုစူးစမ်းအထောက်ကြပါလို့ကျွန်မအနေနဲ့အထူးတိုက်တွန်းလိုပါတယ်ရှင့်ကျွန်မရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြရစီရှင့်ကျွန်မရဲ့သတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေ ကောင်းသောလူရင်ဆန္ဒများပြေဝါကြပါစေ လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ ဆင်းရဲလိုခြင်းအချင်းချင်းဖင်းရှင်းကြပါစေလို့ကျွန်တော်တို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။